ဆူတောင်းနေုံနဲ့ရမယ်ဆိုရင်နဲ့လောကလူတွေဟာတူညီသောအကျိုးကျေးဇူးကိုရနေကြမှာပဲ။ဘာဖြစ်လို့တော့ဆိုရင်လူတိုင်းလူတိုင်းဟာအကောင်းကြိုက်တာကြီးဖြစ်တော့ကြောင်းအကောင်းကိုရအောင်ဆူတောင်းနေကြမှာပဲ။အဲ့ဒါကြောင့်မို့မြတ်စွာဘုရားမင်းရှိတယ်။ဆူတောင်းပြီးတော့ယူရံမျိုးမလုံးတင်ဘူးတဲ့။လက်တွေ့ရှင်သုံးလိုက်တာချင်းကိုသာလေလုံးတင်တယ်။ အသက်ရှိခြင်းအသက်ရှိခြင်းရဲ့အကြောင်းတရားကောင်းကိုသိဖို့အထောက်အစီစဉ်ဥစ္စာကျွယ်ဝခြင်းစီစဉ်ဥစ္စာကျွယ်ဝခြင်းအကြောင်းတရားကိုလောက်ရ။ကျမ်းမာခြင်းကျမ်းမာခြင်းအကြောင်းတရားကိုလောက်ရ။ဆုတောင်းနေုံနဲ့ဘာတစ်ခုမှဖြစ်လာမှာမဟုတ်ဘူးဆိုတာထိုထိုတုံ့တန်လေးမှာရှင်းရှင်းကြီးတိတိပပကြီးဟောကြားထားတာရှိပါ။အေးသို့တော်လေလူတွေဟာအကျင့်ကြီးပါနေသည့်အတွက်ကြောင့် နတ်တေထာမဆူတောင်းတဲ့ပုံစံမျိုးနဲ့ဘုရားစီပါလဲဆူတောင်းဆူယူမှုတွေဟာပြုလို့နေကြတော့မှရှိသေးတယ်အခုမြန်မာနိုင်ငံမှာလို့ထေရဝါဒဘုရားဝါဒထွန်းကားတဲ့နိုင်ငံမှာတောင်းဆူတောင်းဆူယူတွေရှိသေးတယ်သို့တော်လဲဘုရားမြတ်စွာရဲ့အဆုံးအမတရားတွေကိုတခြားနိုင်ငံမှာနေတဲ့ပုဂ္ဂိုလ်တွေတဲ့ပုံပြီးရရှိလာကြခွင့်ရကြသည့်အတွက်ကြောင့်မမှန်ကန်ကန်သိရှိခွင့်ရကြတယ် တခြားနိုင်ငံမှာဘုရားဘာသာလို့ဆိုပေမဲ့ဥပမာပဲဂျပန်နိုင်ငံတို့လိုနေရာသွားချစ်ဘုရားရဲ့ရုပ်ပွားတော်ကြီးတွေရှိတယ်ဘုရှိကူဆိုတာယုဒမမြင်းနဲ့ဘယကူတော်ကြီးကမာကူရာထိုင်တော်မူရုပ်ပွားတော်ကြီးတို့အဲ့ဒါလို့ဖရာရုပ်ပွားတော်ကြီးတွေရှိမှာဆူတောင်းဆူယူပဲလုပ်နေကြတာ လက်တွေ့ဖရာရဲ့အဆုံးအမဆိုတာတည်လဲမတည်ဘူးတည်ဖို့လည်းမကြိုးစားစဉ်းစားကြည့်ဖရာအဆုံးအမအဓိကမဟုတ်ဘူးဖရာရှေ့သွားအမွေးတိုင်းနေစီမီတွေထွန်းညိပြီးတဲ့အခါဆူတောင်းနေကြတာအားလုံးကဆူတောင်းနေကြတခြားတရုတ်နိုင်ငံတို့ကိုရီးယားနိုင်ငံတို့ဘယ်နိုင်ငံသွားကြည့်ချင်းဖရာရုပ်တုရှေ့မှာဆူတောင်းနေကြတယ် ွေတိုင်းလေးထွန်းပြီးတော့ဆူတောင်းဗါးရီဆူတောင်းစီပေါင်းဥစားထုတ်တတ်ပါစေကျမ်းမာပါစေအသက်ရှိပါစေဘုရားသခင်ကမဆာပါစေဆိုတာမျိုးတွေပဲဆူတောင်းပြီးတော့နေကြအဲ့ဒါတွေကမှန်ကန်မှုရှိသလားလို့ဆိုတော့ထေရဝါဒဗုဒ္ဓမြတ်စွာဘုရားရဲ့အဆုံးအမထေရဝါဒကျမ်းစာတွေကိုကြည့်လိုက်ဒါတွေကမှန်ကန်မှုမရှိဘူးမှားရွက်တဲ့လောရတေတစ်ခုသာဖြစ်နေတယ် နတ်ကိုွယ်တဲ့အစင်သားတွေကပါလာလို့ဒီတိုင်းလုံနေကြတာဖြစ်တယ်။ဒါကြောင့်မို့ဘုန်းကြီးတို့မြန်မာနိုင်ငံမှာဘုရားဘာသာထွန်းကားစာပေချမ်းအနေလွယ်တကူသိနိုင်တဲ့အခုတို့မန္တလေးမြို့တို့လိုရဟန်းတန်ဃာတွေသရင်သုံးပြီးတော့စတတ်ပေတဆရာတော်ကြီးတွေပေါ်တဲ့မြို့နေထိုင်ကြတဲ့ဒကာဒကမတွေကံကောင်းကြတယ်ဘုရားကူးကွယ်မှုဆိုဒီမှာ ဘုရားရဲ့အဆုံးအမကိုရဖို့အဓိကဖြစ်တယ်။ရသော်ဘုရားစီကဆူတောင်းကြရမှာမဟုတ်ဘူး။ဆူတောင်းတယ်ဆိုတာဘုရားသခင်မတော်မူပါလို့ဒီလိုလုပ်ရမှာမဟုတ်ဘူး။မိမိကုသကောင်းမှုလုပ်တာအတွက်ရည်ရွယ်ချက်ကိုထုတ်ဖို့ပြောဆိုတာတော့လုပ်ကောင်းတယ်လို့ဆိုရမှာ။တကယ်ရတော့အဲ့ဒါဆူတောင်းတာမဟုတ်ဘူး။စိတ်ရဲ့ဥတီချက်ကိုပြောတယ်။ကလေးတွေပြောတယ်မဟုတ်လား။ မင်းကြည့်ရင်မလုပ်ချင်တော့မဖြစ်ချင်တော့မိမိတို့တားငယ်သမီးငယ်လေးတွေမေးလိုက်လို့ရှင်အေးဆရာဝန်ဖြစ်ချင်တယ်အင်ဂျင်နီယာဖြစ်ချင်တယ်ဒီလိုပြောတာကြည့်ရင်မလုပ်ဘူးဆရာဝန်လုပ်မယ်အင်ဂျင်နီယာသူတို့ရဲ့ intention လို့ခေါ်တယ်ရည်ရွယ်ချက်လေးတွေပေါ်ပြထို့တူပဲဘုရားဘာသာဝင်နေမှာလဲရည်ရွယ်ချက်ရှိပြီးနောက်ကအလုပ်လုပ်ကြကြည့်ရင်မလုပ်လဲဆိုတာရသော်ဘုရားရဲ့အဆုံးအမကိုလိုက်နာမယ်ဆိုတဲ့ရည်ရွယ်ချက်တဲ့ ဖះကိုကိုယ်ကိုစိတ်ကကြတာဖြစ်တယ်ဘာမှမှန်ကန်တဲ့ကိုယ်ကိုစိတ်ကဖြစ်တယ်